မင်္ဂလာပါခင်ဗျာကျွန်တော်ယခုမျှဝေပေးသွားမှာကတော့မြန်မာနိုင်ငံမှာရှိတဲ့မြေမျိုးစားတွေနဲ့အဲ့ဒီမြေတွေကိုစီမံခန့်ခွဲတဲ့အစိုးရဌာနအဖွဲ့အစည်းများနဲ့ကင်တွယ်ကျင့်သုံးတဲ့ဥပဒေတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။လေယာမြေကိုတော့2010နှစ်လေယာမြေဥပဒေနီးဥပဒေအရလေယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းစင်ကစီမံခန့်ခွဲပါတယ်။ မြေလွတ်မြေရိုင်းများကိုတော့2010နှစ်မြေလွတ်မြေလက်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနီးဥပဒေအရမြေလွတ်မြေလက်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီကစီမံခန့်ခွဲပါတယ်ခင်ဗျာတတော်မြေကိုတော့တတော်ဥပဒေနီးဥပဒေအရတတော်ဦးစီးဌာနကစီမံခန့်ခွဲပါတယ်ဆယ်မြောင်းမြေကိုတော့ဆယ်မြောင်းဥပဒေအရဆယ်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကစီမံခန့်ခွဲပါတယ် လမ်းမြေကိုတော့လမ်းမကြီးများဥပဒေနဲ့အမြန်လမ်းမကြီးများဥပဒေအရလမ်းဦးစီးဌာနကစီမံခန့်ခွဲပါတယ်။မြို့မြေရွာမြေများကိုတော့အထက်မြမပြည်မြေနဲ့အခွန်တော်စီမင်းအောက်မြမနိုင်ငံမျိုးနဲ့ကြေးရွာမြေများအပ်ဥပဒေအရအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကစီမံခန့်ခွဲပါတယ်။နောက်ထပ်ဗဟုသုတရရစီမဲ့ဥပဒေများကိုလည်းဆက်လက်မျှဝေပေးသွားပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။